နေ့စဉ်မိုးလေဝသတင်း2025ခုနှစ်ဇွန်လ10ရက်နေ့လဲတနာရီအချိန်ထုတ်ပြန်ချက်မင်္ဂလာပင်လယ်အော်အခြေအနေ ကပ်ပလီပင်လယ်ပြင်နှင့်မင်္ဂလာပင်လယ်အော်အရှိတောင်ပိုင်းတို့တွင် မုတ်တုံလေအားကောင်းရာမှအားလွန်ကောင်းနေပြီးကြံမင်္ဂလာပင်လယ်အော်တွင် မုတ်တုံလေအားအနည်းငယ်မှအားတင်းတင်းရှိနေပါသည် ယနေ့ညနေအထီးခံမန်းချက်နေပြီးတော့မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် နေရာစိတ်စိတ်နှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးရှမ်းပြည်နယ်တောင်ပိုင်းတွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေရန်ကုန်တိုင်းဒေသကြီးအေယာဝတီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ခြုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်မြမပင်လေပြင်းမြဝကျုံပေါ် မုတ်တမောက်ွေ့ ငုံတနင်းနာရီကံယိုရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်ရံဖန်ရံခါမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးမီမိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနာရီလျင်မိုင်30မှ35မိုင်အထိတိုက်ခတ်နိုင်ပါသည်လှိုင်းအမြင့်မှာမြဝကျုံပေါ်မုတ်တနောက်ကွေ့ငုံတနင်းနာရီကံယိုရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်ကိုးပေမှဆဲတပေခန်းရှိနိုင်ပါသည်ကြံမြမပင်လေပြင်းတွင်လှိုင်းအတင်းတင်းရှိမီလှိုင်းမြင့်မှာရခိုင်ကန် ယိုရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်တို့တွင်6ပေမှ10ပေခန့်ရှိနိုင်ပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက်မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်မိုးပေါ်လာမည်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမည်။ရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရံရာနှုံးပြေဖြစ်ပါသည်။မန္တလေးမြို့နှင့်အနီးတဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရံရာနှုံးပြေဖြစ်ပါသည်။